အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ ကျွန်တော်လည်းပြောသင်ရဆိုလို့ရှိရင်ဒီလာမယ့် Super Sunday မှာတော့ Premier League ပွဲစဉ်36နေနဲ့ဒါဒုတိယနေရာတော့ပေါ့နော် Arsenal သင်းကို England FA မှာလက်ထံရှင်ပဲကစားမှာလည်းဖြစ်ပါတယ်တကယ်လို့သာဒီပွဲစဉ်တော့ပေါ့နော်ကျွန်တော်တို့အရှိနှစ်ပတ်လောက်မှသာကစားခဲ့ရမယ်ဆိုလို့ရှိရင်တော့တကယ်အကျိတ်နေရှိမယ်ပြိုင်ပွဲလို့ပဲကျွန်တော်တို့ပြောလို့ရတယ်ဘာလို့လဲဆိုလို့ရှိရင်တရာသီလုံးမှာ Liverpool အသင်းကဒါအဆင့်တနေရာကနေသွားနေတဲ့အချိန်မှာဆိုလို့ရှိရင် Arsenal သင်းကတော့တရာသီလုံးမှာတောက်လျှောက်နေထားရဆိုလို့ရှိရင်အဆင့်နေနေရာကနေအစတိုက်ရှိနေတဲ့နေထားဖြစ်တဲ့အတွက်ဒါ ပရီးမီးယားလီးဂ်ရဲ့အဆင့်1နဲ့အဆင့်2အသင်းတို့ကဒါချန်ပီယံမဖြစ်ခင်မှာတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အနေအထားပေါ့နော်။ဒါမဲ့လက်ရှိအနေအထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘွဲစဉ်35မှာတော့နှစ်သိန်းကြားမှာရမှတ်35မှတ်အထိကွာခြားမှုရှိနေလေပြီးတော့လီဗာပူးသင်းတာလည်းပရီးမီးယားလီးဂ်ချန်ပီယံဖြစ်သွားတဲ့အနေအထားမှာဆိုရင်လည်းဒီနှစ်သိန်းမစားမဲ့အနေအထားကဒါကျွန်တော်တို့ရဲ့ဂုံသိက္ခာပိုင်းအရာပေါ့နော်။ရှင်ပြန်ကစားတဲ့ဘွဲစဉ်တစ်ပွဲပဲဖြစ်လာဖို့ရှိမယ်လို့တော့ကျွန်တော်တို့တော့သုံးသပ်မိတယ်။ပြောရမယ်ဆိုလို့ရှိရင်ဒီနှစ်သိန်းကြားမှာကအစဉ်လာရပဲဖြစ်ဖြစ်ပေးသားလို့ရှိရင် computation တွေရ ပဲဖြစ်ဖြစ်ဘာမှပြိုင်ဆိုင်မှုပြင်းထန်တာရှိခဲ့တဲ့အသင်းနှစ်သင်းလို့ကျွန်တော်တို့ပြောလို့မရဘူးတကယ်လို့ဗျာကျွန်တော်လီဗာပူးသင်းနေနဲ့ပြောမယ်ဆိုလို့ရှင်လီဗာပူးမှာဒေတာပြိုင်ပါတာပရီးမီယာလိမှာဆိုလို့ရှင်ရင်သုံးသင်းလို့ကျွန်တော်တို့ပြောလို့ရတယ် Everton သင်းနေတာအများအားထားသေးတယ်ဒါကျွန်တော်တို့ဒါဘီပြိုင်ပတ်နေနဲ့ပြောလို့ရတယ်ဒါအနေနဲ့တော့ကျွန်တော်တို့ Queen Dwayne Queen ပြန်မှာပြိုင်ဆိုင်မှုတွေရှိတယ်နေထားနောက်ထပ်အနေနဲ့တမိုင်းစင်လာရကျွန်တော်တို့အများအားပြိုင်ဆိုင်နေရတယ် Manchester United အသင်းရှိတယ်ပြီးတော့လို့ရှင်ဒီနောက်ပိုင်းမှာလုံနေတဲ့6နှစ်အစံတွေအတွင်းမှာဆိုလို့ရှင်တစ်ချိန်လုံးတောက်လျှောက်ရှင်ပြိုင်နေရတယ် တဲ့လက်ရှိ modern ခေတ်မှာ premier league မှာသာမဟုတ်ဘဲနဲ့ဒါ champion league မှာတော့ပြီးသွားလို့ရှိရင် FA တက်ခါရာဘောင်းဒရပ်ဘောင်းဆိုမှာကျွန်တော်တို့အချိန်ပြိုင်နေရတယ်ဒါ man city အသင်းလိုမျိုးရှိတယ်ကျွန်တော်တို့ premier league မှာဆိုလို့ရှိရင်ဒီ3သင်းလိုသာ liverpool အသင်းရဲ့ဒါပြိုင်ဘက်လို့ပြောလို့ရတယ်ဒီအသင်းမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ liverpool အသင်းနဲ့ arsenal အသင်းဒါဆိုလို့ရှိရင် champion ဆိုအတွက်အကျိနဲ့ရှင်ပြိုင်ခဲ့တဲ့လူတော်ကျွန်တော်တို့သိပြီးပြောလို့ရတယ်အနေထားတော့မရှိဘူးဘာလို့လဲဆိုလို့ရှိရင်လက်ရှိအနေထားရလဲအသင်း2သင်းကြာပါဆိုလို့ရှိရင် jamaica sanama ထီလဲကွာချနေတယ်တကယ်တမ်းက liverpool အသင်းနေ premier league ချန်ပီယံလို့ပြောလို့ရတာကဒါဒီဇင်ဘာလကုန်ဇန်နဝါရီလောက်ထဲကလို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့ရှင်ဇန်နဝါရီတခြားဘောနော်ဇန်နဝါရီနဲ့ဖေဖော်ဝါရီခြားမှာကျွန်တော်တို့ရှင်ပြိုင်နေတဲ့ပွဲချက်တွေကိုအကောင်းမှုဆုံးကြော့ပြတ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှင်တော့ဒါ90% 95%လောက်ထိချိန်နေသွားပြီဒါလီဗာပူးရဲ့ဖလားလို့ပဲပြောလို့ရတယ်ဒါလို့ဒါပရီးမီးယားလိပြိုင်ပွဲတခုကဒီလောက်ကြီးအထိဆော့ဆော့စီစီတဲ့ကဘောနော်နှစ်သိန်းခြားတော့အမတ်ကွာခြားမှုတော့ပြီးတော့လို့ရှင်ဖောင်းမရတော့ခြေစွမ်းရတော့ကွာခြားမှုကြီးကြီးမားမားရှိနေပြီဆိုလို့ရှင်ဒါကျွန်တော်တို့တကယ်ပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ကျွန်တော်ပြောလို့မရဘူးဒါ ါပေမဲ့လည်းပြိုင်ဘက်အသင်းရဲ့ fan တွေကတော့ဒါဒီနေ့တင်းကြမှာပြိုင်ဆိုင်မှုပြန်ထန်တယ်လို့လည်းသတ်မှတ်တော့သတ်မှတ်မှာတော့ရှိမှာပေါ့နော်။ Real ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Arsenal အသင်းနဲ့ပတ်သက်ပြီးဒီရာသီမှာ Liverpool အသင်းရဲ့ပေးသက်တယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အသင်းနဲ့ Arsenal အသင်းတို့တော့ဘာရန်ညိုးရန်စားမှလည်းမရှိဘူး။ဘာပြိုင်ဆိုင်မှုမှလည်းမရှိဘူး။ဒါပေမဲ့လည်းတရာသီလုံးတော့ပေးသက်လို့ရှိရင်ရာသီမစတင်မှာတော့ Liverpool အသင်းပေါ့နော်။ဒါဆို Liverpool အသင်းနေနဲ့ဆိုလို့ရှိရင် England ရဲ့ ဒီရတယ်မှာပရီးမီးယားလိမရနိုင်နေလားဆိုလို့ရှိရင်စူဖလာရရှိတဲ့မှုရေတွဲရအောင်မြင်ဆုံးအသိပေးသလို့ရှိရင် historically ရကိုပဲအင်္ဂလန်ရဲ့ဒါအကြီးမားဆုံး club တွေထဲကပါတယ်အဲ့ဒါကိုအများအားလိုက်ပြီးတော့ဒါပါဆိုပြကျွန်တော်အသိလို့ရတယ်မစတင်နေလားဘာဖြစ်ရမလဲညာဖြစ်ရမလဲလို့အနေဒါမဟုတ်ဘူးဒါပေမဲ့လည်းတခြားအသိတစ်ခုက saturation တစ်ခုပေါ်မှာမူတည်အခြေအနေတစ်ခုပေါ်မှာမူတည်ပြီးတော့ဒါအကောင်းဆုံးသုံးသပ်တာမဟုတ်ဘဲနဲ့ဒီချိုးနေပြီပြောတဲ့ဟာမျိုးတွေကိုကျွန်တော်တို့တောက်လျှောက်ဒါ Liverpool သင်းနေနဲ့ခံစားလာရတဲ့အထူးသဖြင့်ဒီအသင်းရဲ့ fan တွေကကျွန်တော်တို့ပြောတဲ့အနေထားတွေကိုတောက်လျှောက်ခံစားခဲ့ရတဲ့အနေထားပါဆိုလို့ရှိရင်ဒါ Liverpool ပိတ်သက်တွေနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တခုချီးကျူးချင်တာကဒါ Liverpool အသင်းရဲ့ပိတ်သက်တွေနေနဲ့ဒါတရားဒီလုံးမှာဆိုလို့ရှိရင်ဒီလိုကြုံတွေ့ခဲ့ရတဲ့ဒါ criticism တွေ criticism လို့ကျွန်တော်အနေနဲ့တော့မပြောချင်ဘူးဗျ criticism ဆိုရင်တော့အခြေအနေတစ်ခုပေါ်မှာ criticize လုပ်ရမယ်ဟာမျိုးဒါပေမဲ့တို့တို့ထားကြတာမဟုတ်ဘဲね delusional ဖြစ်ပြီးတော့ဒီအခြေအနေတစ်ခုပေါ်မှာခြားအသင်းတစ်ခုကိုဝေဖန်တဲ့ပုံစံမျိုးတိုက်ထိုက်တဲ့ပုံစံမျိုးတွေတောက်လျှောက်ပြောနေတဲ့ဟာတော့အကောင်းဆုံးသိထန်နေရတယ်ပြသလို့ရှိရင် Liverpool အသင်းအနေနဲ့ရလာတစ်ခုရလာတဲ့အချိန်မှသာလျှင်ဒါအကောင်းဆုံးပြန်နေပြီးတော့တိုက်ထိုက်တဲ့ပုံစံမျိုးလုပ်တဲ့အနေထားဖို့တော့ဒါကျွန်တော်အနေနဲ့သဘောကျတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်တစားမယ့်အနေထားမှာဆိုလို့ရှိရင်ဒါ Liverpool အသင်းနဲ့ Arsenal အသင်းကြားမှာနှစ်သင်းကြားမှာတော့ဝန်တိုင်းပြောမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့လိုပဲဂုံသိထားရပဲတစားဖို့ရှိမယ်လီဗာပူးအသင်းအနေနဲ့ဆိုလို့ရှိရင် Premier League champion ဆိုလို့ spa တင်းလို့ပေါ့နော်5-1နဲ့နိုင်ရတဲ့ပြင်နောက်ပိုင်းမှာရတယ်ရတဲ့ပြင်နောက်ပိုင်းမှာဆိုလို့ရှိရင် chelsea တင်းလို့ပွဲအဲ့ poison မှာတော့ liverpool တင်းရင်ဒါပွဲပေါ်မှာထားတဲ့ commitment ရောပြီးသွားလို့ရှိရင် effort ရောအားလုံးကမင်းတို့ထုတ်เสียရှိလေတယ်ဒါပေမဲ့ဒီ arsenal တင်းနဲ့ကစားမဲ့ poison မှာတော့ဒါ chelsea တင်းနဲ့တုံ့ပြန်လို့အခြေအနေမျိုးမဟုတ်ဘူးနဲ့သူတို့ရဲ့အကောင်းဆုံးပုံစံကိုပြန်ပြီးတော့မြင်ရဖို့အတွက်အကောင်းဆုံးစူးစမ်းအထောက်လာမယ်လို့ကျွန်တော်တို့ရယုံကြည်တယ်အထူးသဖြင့်ဆိုလို့ရှိရင် group ကိုတရားသီလုံးဒီလိုတိုက်ခိုက်လာတဲ့အသင်းတင်းကိုအသာရဖို့အတွက်အကောင်းဆုံးခွင့်ရတဲ့ခုကိုကျွန်တော်လက်လွတ်ခံဖို့မသိရင် င်လို့တော့ကျွန်တော်တို့ယုံကြည်တယ်။တစ်ဖက်တော့အာဆင်နယ်အသင်းအနေနဲ့ဆိုလို့ရှိရင်နောက်ဆုံးပြစားခဲ့တဲ့ပွဲစဉ်တွေမှာသိပြီးတော့အခြေအနေကောင်းလာတာတော့ကျွန်တော်မြင်မြင်တွေ့ခဲ့ရဘူး။ PSG ရဲ့အသင်းလို့ပေါ့နော်။ Champion League ပထမအကြော်ပွဲစဉ်မှာတော့1-0နဲ့ရှုံးတယ်။အင်ဂျွဲမှာ1-0နဲ့ရှုံးတယ်။ပြီးသားလို့ရှိရင်ဘုံမအသင်းလို့ Premier League မှာအင်ဂျွဲမှာပဲ2-1နဲ့ထပ်ရှုံးတယ်။နောက်ဆုံး Champion League ပွဲစဉ်မှာတော့လည်းဒါ PSG ရဲ့အသင်းလို့သူတို့ရဲ့အင်ဂျွဲ Paris မြေမှာ2-1နဲ့ထပ်ပြီးရှုံးနေတဲ့အနေအထားတွေတော့ကျွန်တော်မြင်တွေ့ရတယ်။အဲ့တော့ဆိုလို့ရှိရင်သူတို့အနေနဲ့နောက်ဆုံးပြစားခဲ့တဲ့9ပွဲမှာတပွဲပဲနိုင်ပြီးတော့တပွဲသေးရကြတယ်။3ပွဲထိရှုံးနေတာ ါတယ်ဆိုတော့သူတို့ရဲ့လက်ရှိခြေစွမ်းရနဲ့ပြီးတော့ရှင်စိတ်တပိုင်းဆိုင်ရာအရာတော့တော်တော်လေးမေရုံထုတ်เสียထောင်းတဲ့အနေအထားတွေကိုကျွန်တော်တို့မြင်တွေ့နေရတယ်လေဘဘူးသိနေလဲဆိုလို့ရှင်လဲဒါနောက်ပိုင်းပွဲစဉ်တွေမှာရလက်တွေကတော့မဆိုးလောက်လို့ပြောရမယ်ဒါပေမဲ့ခြေစွမ်းပိုင်းရတော့အနေနဲ့ရုံးထွက်နေရတဲ့အနေအထားရှိတယ်အထူးသဖြင့်ချန်ပီယံရတဲ့ပြီးနောက်ပိုင်းမှာဆိုလို့ရှင်ဒီနေ့ပွဲစဉ်မှာဘလို့စိတ်ထားမျိုးနဲ့ကျွန်တော်တို့ထွက်လာမှာလဲဆိုတဲ့ဟာကျွန်တော်တို့စိတ်ဝင်စားဖို့တောင်းတယ်ပြောမယ်ဆိုလို့ရှင်တော့ဒီရာသီမှာလေဘဘူးအသိနေနဲ့ပရီးမီယာလိချန်ပီယံဖြစ်သွားပြီမယ်ကျွန်တော်ရဲ့ data တခုရှိတာတော့လေဘဘူးသိနေနဲ့ကပရီးမီယာလိမှာဆို လို့ရှိရင်ရာမတ်60နဲ့အထက်ကိုရစေခြင်းတယ်ပေါ့နော်လက်ရှိနေထားရဆိုလို့ရှိရင်ကျွန်တော်တို့က30ရာမတ်တစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ရာမတ်က82မတ်ကျွန်တော်တို့မစီမံရနိုင်တဲ့အမတ်တာဆိုလို့ရှိရင်60မတ်ထိရနိုင်တဲ့အနေထားမှာဆိုလို့ရှိရင်တော့ဒီလက်ကျန်3ဘွဲ့စလုံးကိုဖြစ်နိုင်အနိုင်တစားပြီးတော့ ဒါရမှ60ကျော်ရအောင်စွမ်းဆောင်ရမယ့်အနေထားမှာဆိုလို့ရှင်တော့ဒီလာမယ့်အာဆင်နယ်အသင်းနဲ့ဂရုသိက္ခာရအချင်းပြိုင်မဲ့ပွဲစဉ်တစ်ပွဲမှာဆိုလို့ရှင်လည်းနောက်ထပ်ပေါ့နော်နိုင်ပွဲတစ်ပွဲရအောင်သိသာလို့ရှင်ကျွန်တော်တို့နဲ့အနည်းဆက်ဆုံးဖြစ်နေတဲ့အသင်းတစ်သင်းပေါ်မှာ record ရအသာရအောင်ကြိုးစားသွားမယ်လို့ကျွန်တော်တို့ကယုံကြည်ထားပါတယ်ဒါတော့လီဗာပူးအသင်းနဲ့အာဆင်နယ်သတင်းရုံးရဲ့ Premier League ပွဲစဉ်35ပွဲကြိုးသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်